က်ရှိ patch မှာရိုမာတွေအပြောင်းလဲလုပ်ပြီးတဲ့နောက်ပိုင်း level 4ယူရတာတော်တော်လေးလွယ်ကူသွားတာအလုံးပဲတိကျမှာပါပုံမှန်ဆိုလို့ရှိရင်အခုလိုမျိုးကိုယ့်ရဲ့ mesh နဲ့ microwave တူတူရှင်းပေးတယ်ပြီးတာနဲ့ enemy နှကောင်လောက်ကို vision လေးပါလေးဖော် exp လိမ့်သွားပြီး exp create exp crack လေးပါလေးကူဒါဆိုလို့ရှိရင်ရိုမာတကောင်အနေနဲ့က faster တဲ့ဘက်တဲ့ level 4ရဖို့တော်တော်လေး chance များတယ် ဒီမှာဆိုဘရူးစ်ကိုကိုတေချာကြည့်မယ်ဆိုရင်လီဗာပူးတိုင်ပင်ကွက်တီနဲ့ဖတ်စတာတဲ့ပတဲ့ကောင်းကောင်းကြီးကို လာဆိုင်ပေးလို့ရတယ်။ဒါပေမဲ့စိတ်မကောင်းစရာကမွန်သွန်းကအဲ့လိုမျိုး vision လေးဖွင့် creation ရုံနဲ့ level 4ရတာအရန် opinion လို့အာလီပိုင်း2မိနစ်အတွင်း vision ဖွင့်တာကနေရတဲ့ experience 60ကနေ30ထိတောင် short လိုက်တယ်။ solo ရင်းကတော့ faster တဲ့တွေ level 4မြင့်မြန်မရစေချင်တာ။ ဒါပေမဲ့လည်းဆရာဆရာ pro player ကြီးတွေကဘာလုပ်လဲဆိုရင်အဲ့လိုမျိုးအားလီပိုင်းမှာ vision တွေပါတွေ live ဖွင့်နေဆိုတာထက် mercury wave ကိုတူတူအရင်ရှင်းတယ်ပြီးတာနဲ့ဂျန်ဂလာနဲ့တူတူဂျန်ဂယ်ခရီကို စားပေးတာအဲ့လိုလှုပ်ခြင်းအပြင် ကိုဂျန်ဂလာနဲ့တူတူ buff နာမှာရှိတဲ့အတွက် roma တကောင်အနေနဲ့ esp level တက်တယ်ဒီမှာတေချာကြည့်မယ်ဆိုရင် like ကတိတိတသာကြီးကို buff တေဂာနီဒီမိုခိုက်နာမှာ စောင့်ပေးနေတာကိုတွေ့ရလိမ့်မယ်အဲ့လိုနီးနဲ့ကိုက microwave စားလိုက်ပြီးတော့ jungle buff တွေကနီးသူ့နားသွားနေလိုက်နဲ့ level တော်တော်လေးရလိုက်မယ်အဲ့လိုမျိုးဇက်တိုက်လုပ်ပြီးကိုက level 3ကြော်ကြော်လေးလောက်ဆို exp လိမ့်သွားပြီးနှစ် wave လောက်စားလိုက်ရင် level 4ရပြီတခုရှိတာကကိုယ့်ရဲ့ exp လိမ့်တာအနေနဲ့တူတူရှင်းဖို့ exp လှဲလေးနှစ်စီးလောက်ခြံထားပြီးရင်ပိုကောင်းတယ်ဒီမှာဆို line နဲ့ adword တူတူ creation ပြီး တာတဲလာ join တဲ့အခါ level 4တိုင်မင်းကွက်တိပဲဒါပေမဲ့တခုရှိတာဒီ in game play မှာက အမားပါသွားနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ Roma တီသူ့ရဲ့ပုံမှန် basic လုပ်နေကြမင်းမှဖျဲဆော့ပြီး mesh နဲ့တူတူ river control မဲ့တဖက်ကတန့်ဒါမှမဟုတ်ဂျန်ဂလာနဲ့တူတူ mera light နေပြီး vision ပြမယ်ဒါမှမဟုတ် exp ဖြစ်ဖြစ် goal line ဖြစ်ဖြစ် backup ပေးတာတွေစသဖြင့် သူ့ရဲ့ business လုပ်နေကြအလုပ်တွေမှာလဟင်းသွားတာမျိုးတွေဖြစ်နိုင်တဲ့အဲ့အတွက် enemy ရဲ့ mage နဲ့ roma ကဂျန်ငယ်ထဲအသင်းဝင်ပြီးတော့ invader တွေအလဲမှာ mage ကိုဖျဲဆော့တာတွေစသဖြင့်လှုပ်လာနိုင်တဲ့ဒီမှာဆို franco ကဂျန်ငယ်စားပြီးတော့ farsa သူ့ဟာသူ အနိုင်နဲ့ပဲအဆင်ပြေအောင်နေနေရတယ်အဲ့ဒီအတွက်မင်းနဲ့ဆိုင်လိန်တွေက လိမ့်မနေအောင် draft မှာထဲကထုတ်ပေးထားတဲ့ ဲဆိုတော့ဒါကရိုမာတယောက် first star team မှာ level 4ဘလို့ယူလဲနဲ့သူ့ရဲ့အားနည်းချက်တွေအကြောင်းကိုနည်းနည်းလေးပြပြခဲ့တာဖြစ်ပါတယ်။တချို့ pro player တွေ ကြတော့လေဒါကိုအမားပါသွားမှာဆိုလို့ level 4မယူပဲပုံမှန်အတိုင်းပဲဆော့ကြတယ်။ဒါကတော့ကိုယ့်ရဲ့တဘောပဲပေါ့လေ။ဘာပဲဖြစ်ဖြစ်အဆုံးထိကြည့်ရှုပေးရတူတယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်။ကျွန်တော်ကတော့ KC ပဲဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတော့ပေါ့။ Bye bye